တိုက်ပွဲတန်နေမကြရသလောက်ဖြစ်ခဲ့တဲ့အေယာဝတီတိုင်းမှာ2025ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ထိတွေ့တိုက်ပွဲတန်နေခက်ဆစ်စိတ်ကြားလာရပါတယ်အခုချိန်မှာတော့ရေကြည်တာပေါင်းလေးမျက်နှာ အင်ကပူမျိုးနယ်တွေတဲကယူမားနဲ့ထိဆက်နေတဲ့ကြေးရွာတွေနားအပြင်ပတ်သိမ်မုံရွာကားလန်းပေါ်အထိတိုက်ပွဲတွေရောက်လာတာပါမတ်လ25နဲ့26ရက်နေ့တွေမှာတော့ရေကြည်မျိုးနယ်တဲမှာရှိတဲ့အမတ3လေးလေးနဲ့3မိုင်ဝင်းကျင်အကွာက နဂတ်ရစ်တောင်ဖရာနောက်ကျောမှာရှိတဲ့ရွာရီအထိကိုထိတွေ့မှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ကုန်းမြင့်ဘက်ကဒေသခံထပ်ဝက်လောက်ဟာညာတွင်ချင်းတင်းရှောင်ခဲ့ကြသလိုမတ်လ28ရက်မှာတော့စစ်တပ်က အာမဒ344ဘေးပတ်ဝန်းကျင်ကလေကွင်းတွေကိုတိုက်ပွဲမရှိဘဲဘုံကျဲခဲ့ပါတယ်။အခုချိန်မှာတော့စစ်တပ်ကတီလာကုန်းမြင့်နဲ့ငတိုင်းချောင်းကြားမှာရှိတဲ့ရှေးနတာဂိတ်ကိုအခန့်အသတ်နဲ့ပဲဖျက်ဆီးခွင့်ပြုတော့သလိုကုန်းမြင့်ရဲစခန်းနဲ့ငဝေမြကူးတရာဝန်းကျင်တွေမှာ ခံစစ်ပြင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့နောက်ပိုင်းမှာပဲလင်းမျက်နှာမြို့နယ်တွေကလဲခုံကြီးလဲခုံလေးဝက်ကုံသုံးတော့ဘက်ကတိုက်ပွဲတွေဟာအင်ကပူမြို့နယ်တွေကကွင်းကောက်ဘက်ကိုတဖြည်းဖြည်းနဲ့ရွေ့လာပြန်ပါတယ်။မတ်လ28ရက်အထိကတော့ပသိမ်မုံရွာလမ်းမကြီးပေါ်အင်ကပူမြို့နယ်အဆက်မှာရှိတဲ့ပိန်နယ်ကွင်းကျေးရွာအထိလက်နက်တံတွေကြားလာရသလို့ မတ်လ28ရက်မှာတော့ကွင်းကောင်းမှာရှိတဲ့ MN5 တပ်မတော်တမ်းမြင့်လေးကျင်တင်တန်းကြောင်တတက9နဲ့ပို့ပြီးတော့နီးကပ်လာပြီလို့ဆိုကြပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ A နဲ့ပူပေါင်းတက်တီက ARD တိုင်းတဲ့ကအခိုင်အမာ နေရာယူတာမရှိသေးပဲနေလေခင်းတဲ့ညာပိုင်းအချိန်ဒီမှသာကာကင်းစကန်းတွေကိုထိုးစစ်ဆင်တဲ့ပုံစံမျိုးလို့လေးလာသူတွေကသုံးသပ်ကြပါတယ်။တကယ်လို့ပသိမ်မုံရွာလမ်းဘေးမှာရှိတဲ့တတက9နဲ့အမတ်တ သုံးလေးလေးကိုသာပူပေါင်းတက်တွေကသိမ့်ပိုက်နိုင်ခဲ့ရင်အနောက်မှာယူမှာ အရှိမဆိုရင်ငတိုင်းကြောင်းမြောက်ဘက်မှာဆိုရင်အိုရှစ်ပင်အထိလမ်းပေါက်သွားမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတိုက်ပွဲတွေကြောင်းကြေးရွာတဲ့ပိတ်မိနေသူတွေရှိနေသလိုဒေသခံထောင်ထဲချပြီးထွက်ပြေးနေရကဆက်သွယ်ရေးအခက်အခဲတွေကြောင်းအသေးစိတ်အချက်အလက်တွေကိုဆက်လက်စုံစမ်းနေတုံဖြစ်ပါတယ်။ဒီကိစ္စအင်းနဲ့ပတ်သက်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကလည်းထုတ်ပြောတာတော့မရှိသေးပါဘူးခင်ဗျာ။